မင်္ဂလာပါဒါကြောင့်我们一起看下一次这个标准教材设计的第七课的文化呢，估计嘛，就是给 level seven，呃，level four 也 lesson seven 也搞差不多，已经没几门。第二节嘛，已经没搞成啊咯嘞。太极和太极床呢，太极是保人的呢，太极床是吧？啊，如保人土啦喂，表啦吧呗。太极保人土啦，搞的保人啊的是撇的中国的优越。 古代是吧？戏剧、哲学是吧？嗯，philosophy，呃，阿、啊、种，得他那个皮啦，我侬碰到里表比较什么，得他那个皮啦，也思想是吧？啊对，思想中是啊对的，天码，重要的说阿一般的，基本啊七个概念是吧、啊？呃。 အခြေခံအရေးပါဆုံးစဉ်းစားရတဲ့အတွေးပဲဖြစ်တယ်ပေါ့အဲ့လိုပြောပါနော်ချစ်စွာညွန်းနေ欲重是吧？十家瓦拉，欲重的本本源是吧？十家瓦拉也木拉生灭不咯？十家瓦拉也木拉生灭路了嘛？娘家太极床呢，把人拖拉了，是不是的？一种的庙 太呃一种太，太养羊为基本力量，保人土大牢的，呃，叫么说呢？你呃养羊说了，的嘛，到八十了有不孬，呃，为基本的力量说了，到八十的呢，对不孬，一路蛮漂流养活，基本磨阿片啊，现在阿梅啊，这个呃。 အချက်ပေါ့နော် psychology အပြင်စဉ်းစားမယ်ဒီကအချက်ဖြစ်တယ်။ကျဲဟိုဆိုတာပေါင်းဆက်ထားတယ်။ဘာနဲ့လဲဆိုတော့ယီရှုဆိုတာအမှုပညာနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတဲ့။中中医等等理论理论ဆိုတာ theory နော်။中医等ဆိုတော့ဒီမှာပြောမယ်ဆိုရင်တော့အာယီ中တစ်မျိုးပေါ့နော်။ဝူရှုဆိုတာကိုခံပညာအဲခြွမ်းဖာဆိုတော့အဲ ထိုးတဲ့နီလန်ကိုခန့်ပညာပေါ့နော် ပြောမှဆိုရင်တော့ကိုခန့်ပညာထိုးတဲ့နီလန်ပေါ့ပြီးတော့ဒီအရှိမပြောတော့ဇုံကြီးတန်ဆိုတော့အလဲအလတ်ကိုပြောချင်တာအလဲလတ်နီလန်အလဲလတ်လန်းစင်ပေါ့နော်အလဲလတ်ဒီအိုရီလေးပေါ့နော် ပြောမှဆိုရင်တော့ကိုခန့်ပညာအောင်မှသူကတအားနေကြီးအဲ့လိုမျိုးဟိုဟာမဟုတ်ပဲနဲ့သူကအလဲအလတ်နီလန်လေးနဲ့အဲ့လိုတင်ယူရတဲ့ပညာရဖြစ်တယ်ပေါ့ထိုက်ကြီးချွန်ဘောဇင်လားတဲ့ 动作对漏沙木个融合说努力呢，对漏沙木里的努力呢的速度说嗯。ဒီကရီပေါ်တော့လောက်အရှိန်အရှိန်အရှိန်ကပီကြောက်ပို့ပြီးတော့မှမန့်ဆိုတာနေတယ်။ဟောချေဟုတ်ပြီးတော့ဆွဲချီလိုက်ဆိုတာတင်ရတာလည်းပဲဆွဲချီလိုက်ရဲ့ပူနန်းဆိုတော့တင်တာလည်းပဲမခတ်ဘူး။လုံချီအထူးသဖြင့်ရှဟောတင်တော်တယ် 中老年人是吧？中是啊，来了啊，得了病呢，老是吧？我嘞，啊，老得几得得得癌的没有不喏，那是是得几得癌的没有，两是说啊，累进路下来不喏，每人是路来，每个人是路来，阿龙可以压的，根据哎呀。 自己的身体情况呢，可以加码一一千年呀，选择说预期的适合的动作，呃，动作量做了建议的，呃，录下目录，呃，录下录。ရတဲ့ကိုယ့်ရဲ့ကြမ်းမာရည်နဲ့ကိုက်နေတဲ့နီလန်းလေးကိုရွေးပြီးတော့မှလှုပ်လို့ရတယ်။ကျဉ်းချံမကြခဏပေါ့နော်အမြဲတမ်းလျှံ့ရှိစွာလေ့ကျင့်နေတယ်။ထိုက်ချီချွန်ဘောင်စင်ထိုးတာကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်တော့ပူဂျင်းဒါမကခေရရတယ် အပေါပေါ值ဆိုတော့အပို့ပြီးတော့မှကောင်းမွန်စေတယ်ဘောတော့ပေါဆိုတော့အာအဲ့ချက်ပြီးတော့ high high ရသေးတယ် high နဲ့ ठ ီကောင်းဆိုတော့မြင့်တက်လာစေသေးတယ် render ရှုံးရံဆိုတော့လူရဲ့အဲကျင့်စာလေးဒီလိုလေ့ကျင့်တဲ့အရေးပေါ့နော်ဒီလိုလေ့ကျင့်တဲ့အပိုင်းအဲ့လိုမျိုး 要面上呢，六步要嘛嘞都得拿手的，我侬了没有？比较难吧？太极和太极拳，太极是中国古代哲学思想中重要的基本概念，与宇宙的本因。太极拳是一种以呃一种以太太极阴阳为基呃基本理理理念，结合艺术。 中中医等理论的一种武术闯法，太极拳动作融合速度比较慢，而且学起来也不难。拢骑适合中老年人，中老年人练习。每个人可以根据自己的身体情况选择适合的动作量。 呃，经常练习太极拳不仅可以保持身体健康，而且还能提高人的修养。太极呃，太极和太极拳，太极是中国古代哲学思想中重要的基本概念。指育种的北呃北原。太极拳是一种一种以太极以。 养阳为基本理念，结合呃结合艺术、中梁呃中医等理论的一种武术传法。太极拳动作融合速度比较慢，而且学起来也不难，拢其适合中老年人练习。每个人可以根据自己的身体情况，选择适合的动作量，经常练习太极拳。 不仅可以保持身体健康，而且还能提高人的修养。